လူတိုင်းလူတိုင်းလည်းဟာတနေ့မဟုတ်တနေ့အဆိုးနဲ့ကြုံတွေ့တတ်တယ်ကြုံတွေ့လာတဲ့အခါစိတ်ဓာတ်ရင်းချက်မှုနဲ့ဒါတွေကိုတုံ့ပြန်မှုမပြုဘဲနဲ့သ í ခံနိုင်စွာရှိရမယ်အဲ့ဒီသ í ခံတဲ့အခါမှာဘာတွေနဲ့သ í ခံမလဲတခုကတော့ကိုယ်ပေါ်တယောက်ယောက်ကစော်ကားထားတာကိုမေ့ပြစ်ခြင်းဖြင့်လည်းပဲဖြေရှင်းလို့ရပါတယ်ခေါင်းထဲမှာမထည့်နိုင်မေ့လိုက်မေ့ထားလိုက် တတိယမှာဒေါသဆိုတာဖြစ်တာလေကိုယ်ကိုစောကားတာအိပ်ပျော်သွားရင် မေ့သွားမှာပဲလေအဲ့ဒါလိုပဲမေ့ပြလိုက်ငါဘယ်တော့မှစောကားထားတာဆိုရဲဟာပြန်မတွေးနဲ့တော့မေ့ပြလိုက်ချင်အပြင်းလည်းပဲရှင်နေနှလုံးနဲ့သိမ့်မထားနဲ့တဲ့နောက်တစ်ခုကတော့အမနတိကာရဏမစင်စားနဲ့တော့မေ့ပြတဲ့သဘောပဲနှလုံးသွင်းဘယ်တော့မှစိတ်ထဲမှာမထားနဲ့ နှလုံးသွင်းတာဆိုတယ်ငါပေါ်မှာဘလို့စောကားခဲ့တယ်ဆိုတာကိုတုံပြန်လှန်ပြီးတော့မစင်စားနဲ့မစင်စားခြင်းအဖြစ်လည်းပဲမေးလျော့ပြရမှာဖြစ်တယ်ပြီးခံခွင့်လို့ရမှာဖြစ်တယ်နောက်တစ်ခုကတော့ဘာလဲလို့ဆိုလို့ရှိရင်ကမ္မတက္ကတာကံတရားကိုဆင်ញင်သုံးသပ်ရမှာအေးသူလုပ်တဲ့မကောင်းမှုကသူနဲ့သာသက်ဆိုင်တယ် ငါကတုံ့ပြန်ပြီးအလားတူအကုသို့လုံလိုက်မယ်ဆိုရင်အဲ့ဒီအကုသို့ကငါကအကုသို့ဖြစ်သွားလိမ့်မယ်အခုဟာသူ့ရဲ့လုံရသူ့အကုသို့သူ့ဟာနဲ့သူရှိပါစေငါနဲ့မပတ်သက်အောင်ငါရှောင်လွှဲမယ်ငါကတော့ငါမှာတော့အကုသို့ဖြစ်စေရဘူးသူ့လိုအကုသို့မျိုးငါမကျွလွန်ဘူးငါဟာအကုသို့ကိုရှောင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ရမယ်ဆိုပြီးတော့လူတွေဟာကိုယ်ကံနဲ့ကိုလာကြတာဖြစ်တော့ ကံအားလျော်စွာတွားကြမှာဖြစ်တယ်ဆိုတာကိုစဉ်းကျင်စဉ်းစားပြီးတော့လည်းပဲရှင်းနေမှာမထားဘဲနဲ့ဖြောက်ပြရမယ်လို့သူဆိုနော်နောက်တနည်းအားဖြင့်စဉ်းစားစဉ်းကျင်ရမှာပမာတိတွေးတယ်လို့ပေါ့အိုကုဆဲတာကပ်ပါတာလိုက်လို့ဆိုပြီးတော့စဉ်းစားကြတယ်လေဆဲခြင်းဆဲမခြင်းကိုကိုပကပ်ပါမလားဘူးသူဆဲတာသူ့အပြစ် ငါအပြစ်မဖြစ်เสียရဘူးလို့ဒီလိုနှလုံးသွင်းစင်ကြင်ခြင်းအပြည့်လည်းပဲတုံ့ပြန်ဆဲဖို့မကြိုးစားပဲနဲ့တိခံခွင့်လွှတ်ခြင်းဖြင့်ရှင်ငိမ့်အောင်လုပ်လို့ရတယ်လို့မြတ်စွာဘုရားနီးစနစ်တွေဟောဒီလိုနီးစနစ်တွေပြီးဥပမာမေးရှင်ညောညောင်းရေးချောင်းဖြစ်ပေါ်လာတဲ့ရှင်ညောနေကိုဘာနဲ့ဆေးရတော့ဆိုရင်ရေနဲ့ပဲပြန်ဆေးရတယ် ရေကြောင်ဖြစ်လာတဲ့ရှင်နေညွန်တွေကိုရေနဲ့ပဲပြန်ဆေးမှတန့်စင်သလိုပဲစိတ်ထဲနှလုံးထဲမှာဖြစ်လာတဲ့မကောင်းတဲ့အတွေ့တွေကိုစိတ်နဲ့ပဲပြန်ဆေးကြောတန့်စင်ပြရမှာဖြစ်တယ်အဲဒီလိုဆေးကြောတန့်စင်ပြခြင်းအဖြစ်ကုသနာမှာအကုသိုလ်မဖြစ်လာတော့ဘူးအကုသိုလ်ဖြစ်မလာသေးတဲ့အတွက်ကြောင့်အကုသိုလ်ရဲ့အကျိုးပေးမှုကကိုယ်ဟာလွတ်မြောက်သွားတာပဲဖြစ်တယ်အဲ့ဒီနိစ္စနစ်တွေကိုမြတ်စွာဘုရားက ဟောကြားဆုံးမခဲ့တာဖြစ်တယ်။အေးမလွယ်ကူတဲ့အချက်တစ်ခုကတော့ဘာလို့ကိုလာဆဲတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုစဉ်းစားကြည့်ဥပမာတစ်ခုစဉ်းစားကြည့်ရအောင်စန္ဒကူပင်ဟာဓာတ်နဲ့လာပြီးတော့ခုတ်တဲ့စန္ဒကူပင်ကို ခုတ်တဲ့လူရေလောင်းတဲ့လူရှိတယ်စန္ဒကူပင်ကို ခုတ်ဖြတ်တဲ့လူရှိတယ် အဲ့ဒီမှာလာပြီးတော့ခုတ်တဲ့လူကို အနံစိုးနဲ့မတုံ့ပြန်ဘူးဆန္ဒကူဟာကိုယ့်ကိုခုတ်လည်းပဲမွေးချိန်မှုနဲ့ပဲတုံ့ပြန်တာပဲဖြစ်တယ်အစိုးနဲ့မတုံ့ပြန်ဘူးဆန္ဒကူပင်ဒီကိုယ့်ကိုခုတ်ကြည့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါစေမွေးချိန်မှုနဲ့တုံ့ပြန်တယ်လို့ပဲသူတော်ကောင်းဟာဘယ်တော့မှအစိုးနဲ့မတုံ့ပြန်ရဘူးအကောင်းနဲ့ပဲတုံ့ပြန်ရမယ်တို့ ဒီလိုအဆုံးမစကားတွေနဲ့ဆုံးမတာပဲဖြစ်တယ်ပေါ့နော်အဲ့ဒါတွေကို တွေးခေါ်ကြည့်ခြင်းအပြင်ဆဲလိုက်လို့အကုသိုလ်ဖြစ်ရင် သူ့ရဲ့အကုသအကုသိုလ်သာဖြစ်တယ်ငါရဲ့အကုသိုလ်မဟုတ်ဘူးဒီအကုသိုလ်ဟာအကျိုးပေးလိုက်ရင်သူပဲခံရမှာဖြစ်တယ်ငါခံရမှာမဟုတ်ဘူးသူဟာတနာစရာတရားဖြစ်တယ်မသိရှာလို့သူတော်ဘာကိုဆဲရိတ်တိုင်းထောက်မှုတွေကိုလုပ်နေတာဖြစ်တယ်လို့ အဲ့လိုစဉ်းစားဆင်ခြင်ခြင်းအပြည့်လေရှင်နေနှလုံးထဲကမခံနိုင်မှုတွေကိုပြဖြောက်ပြရမယ်ရေစတံနုပနရှန်တိဝေရံတေသူပသမတိအဲ့ဒီနည်းနဲ့ရံငိမ့်အောင်လုပ်ရမယ်